မင်္ဂလာပါခင်ဗျာဒီနေ့တော့မကြတဲ့ခင်ကမြန်မာနိုင်ငံမှာလုတ်သွားတဲ့အပြင်းအားခုနှစ်ထပ်တက်ငရင်းကြီးရဲ့နှုတ်ဆက်တွဲအခြေအနေတွေကိုကျွန်တော်တို့အတူတူလေ့လာကြည့်ကြအောင်ပါဟုတ်ကဲ့ရှင်ဒီငရင်းက UNOCH campaign ရဲ့ရအစိုးရလေးမြို့နယ်60နီးပါးလူဦးရေ16တန်းလောက်အထိတက်ရောက်နိုင်တယ်ဆိုတော့အတော်လေးကလူးဆိုက်ရမယ်အခြေအနေပါဟုတ်ပါတယ်ကျွန်တော်တို့ဒီအချက်လက်တွေကို KIC တည်င်းတို့ Wikipedia MOI ငလင်း committee ညူတီမြန်မာနဲ့ CNI လို့ရင်းမြစ်မျိုးစုံကနေစုစည်းထားတာပါဆိုတော့ဒီနေ့ဆွေးနွေးမှုကငရင်ရဲ့တက်ရောက်မှုတွေအထူးသဖြင့်အရာစစ်ပေးရှောင်နေပေါ်ဘလူးထက်ဆင့်ခံစားရတယ်လဲဆိုလာရဲ့ဟင်းနောက်ပြီးတော့မြန်မာငလျင်တမိုင်းနဲ့အနာကအလားလား စင်ခေါ်မှုတွေကိုပိုပြီးနားလည်ဖို့ယူရပါတယ်ခင်ဗျာဟုတ်ကဲ့ပထမဆုံးအရေးကြီးတာကစစ်ဆောင်ပြည်သူတွေကြုံနေရတဲ့ဒုက္ခနှစ်ထပ်အခြေအနေပါပဲဒုက္ခနှစ်ထပ်နော်ဟုတ်ပါတယ် KIC မှာဖော်ပြထားတာတစ်ခုရှိတယ် KNU နေမြေထဲကတောင်ကူခရိုင်ကမိသားစုတစုပေါ့อืม သူတို့ကခင်ပိုးကခြေတော့တန်ရနဲ့အလုံးမလုံးနိုင်ဝင်းဝင်းမရှိကလေး၃ယောက်နဲ့အခက်ခဲဖြစ်နေချိန်မှာဒီငလျင်တန်ကိုထပ်ပြီးတော့ကြုံလိုက်ရတာပါအဲ့ဒီတော့ငလျင်အကူအကူညီတွေအလူငွေတွေဝင်လာတယ်ဆိုပြီးမှဒီလိုစစ်ဆောင်နေစီကိုတော့တကယ်တမ်းထိထိရောက်ရောက်ရောက်ရလာပြော။အဲ့ဒီမှာစိန်ခေါ်မှုရှိနေတယ်လို့ CIDKP ကပြောပါတယ်ရှင်။ငရင်ကွက်စိတ်ဝင်စားမှုများပေမဲ့ဟိုဟာစစ်ဆောင်နေအတွက်ပုံမှန်အခုနီးကထူးထူးခြားခြားတိုးမလာဘူးဆိုပြီးတော့ဟုတ်လား။ တပ်ရင်တခြားအခက်ခဲရောက်ရှိသေးလားရှိပါသေးတယ် USAID ရဲ့ထောက်ပံ့မှုရပ်သွားတာကြောင့် CIDKB ရဲ့စစ်ဆောင်ကူညီပေးရဲ့ budget ကအမေရန်ဒေါ်လာတတန်းလောက်အထိကိုရွတ်သွားတယ်လို့ဆိုပါတယ်တတန်းတောင်အဲ့ဒါဆိုအတုံရတာပေါ့ဟုတ်ကဲ့ဆိုတော့ရစ်ခါနဲ့ကျမ်းမာရေးစောင့်ရှောက်မှုတချို့ကိုလော့ချလိုက်ရတယ်လို့သိရပါတယ် KNU ခရိုင်ခုနှစ်ခုထဲမှာတင်စစ်ဆောင်ကတတိန်းတတန်းကျော်ရှိနေလားလေဟွန်း CIDKB စင်းရတတိန်းတတန်းကျော် ဟုတ်ပါတယ်ဒါကငလီမတိုင်ခင်ကတည်းကတနင်္ဂနွေလုံးမှာစစ်ပေးကြောင့်အင်ချေစွန့်ခွာရသူတုံးတသမငါတန်းကျော်ရှိနေပြီးသားအပေါ်မှာထတ်ဆင်လာတဲ့ဝန်ထုံဝန်ဘိုးထိနေလာဗောဒီလိုလူသားချင်းစာနာမှုအခက်အခဲတွေကြားရတယ်မှာပဲမြန်မာနိုင်ငံရဲ့ပထဝီအနေထားအရလဲငလီအနေတဲ့ကအမဲရှိနေတာဆိုတော့တမိုင်းမှာပြန်လဲကြည့်ရင်ရောဘလို့မှတ်တမ်းတွေရှိကြလေဗျ음 မြန်မာနိုင်ငံကဘူမိဗေဒအရာကိုငလင်ကြောကြီးတွေပေါ်မှာတည်ရှိနေတာကိုကြောက်ထုချက်ကြီးတွေရွေ့လျာပြီးစွိုင်းအင်တွေယူတရက်ထွက်လာတဲ့အခါငလင်လို့တာပေါ့တမိုင်းမှာဆိုအမြိုင်းပဲတန်ခွန့်ရန်62ရခိုင်ငလင်ဆိုဆူနာမီပါထွက်ခဲ့တယ်ဟွန်းဆူနာမီထီတောင်ဟုတ်ပါတယ်နောက်ပြီး1930ဖကုငလင်လေပင်အားခုနတသမ3ဆိုတော့အဲ့ဒါလည်းပြည့်စည်များခဲ့တယ်အဲ့ဒီ1930ပဲခုငလင်တို့ 1960ရခိုင်ငလင်တို့ပြန်လုံနိုင်ခြေရှိတယ်ဆိုလဲသူတေသနာတွေလည်းတွေ့မိတယ်ဗျအဲ့ဒါကဘလို့အခြေအနေလဲဟုတ်ပါတယ် MOI ကပေါ်ပြတဲ့ပညာရှင်တွေရဲ့လည်လာချက်တွေရှိပါတယ်1930ဘက်ခူးငလင်နေရာနားမှာနှစ်160အတွင်း1962ရခိုင်ငလင်နေရာနားမှာဆိုနှစ်260ကျော်အတွင်းမှာပေါ့အင်းအားပြင်းငလင်ကြီးတွေပြန်လုံနိုင်ခြေရှိတယ်လို့တွေးရှိထားပါတယ်ဒါကဘာကိုပြလဲဆိုတော့ကျူတင်ပင်စင်ဖို့လိုတယ်ဆိုတာပါတယ်ဟုတ်ကဲ့ဒါပြင်း အိန်းနီချင်းနိုင်ငံဒီရဲ့ငလင်းအနေတဲ့ကတော့ကိုစီတက်ရောက်နေလားအိန်းနီချင်းနိုင်ငံဒီဆိုရင်အထူးသဖြင့်ဘင်္ဂလားဒေ့ရှ်ပေါ့အဲ့ဒီမှာပမ်မောင်ကစက်ကလာတို့လိလောင်မှုအရာပြင်အားရှိတသမညစ်ကနေ6တသမ0အထိလုံနိုင်တဲ့ငလင်းကြီးဖြစ်နိုင်ခြေရှိတယ်လို့ဆိုထားတယ်ရှစ်တသမညစ်ကနေ6တသမ0ဆိုတော့အမတန်ပြင်းတာနော်ဟုတ်ကဲ့တကယ်လို့အဲ့ဒီလောက်ပြင်အားနဲ့လုခေရင်မြန်မာနိုင်ငံအနောက်ဘက်ပိုင်းမှာတက်ရောက်မှုရှိနိုင်တာမို့လို့ဒါကိုလည်းထည့်တွေ့ထားရမှာပါငလင်းတော့အတိတ်ကအတိတ်ဆုံးရှုံးမှုတွေထိခိုက်မှုတွေကပါတယ်ဖြစ်မလဲ အခုလက်ရှိငလင်းတန်ခံလိုက်ရတဲ့ဒီတောက်ဒီမှာတော့အဓိကဘာတွေခက်ခဲနေလဲဗျ MOI ရဲ့အချက်အလက်တွေရတော့ငလင်းကြောင်းတည်ဆုံမှုအများစုကဟိုဟာအဆောက်အုံပြိုကျတာကြောင့်ဖြစ်တာများပါတယ်အဆောက်အုံပြိုကျတာဒါမြေပြိုတာအင်းနောက်ပြီးဟို liquefaction ဆိုတာလေမြေကြီးကရှင်လို့ပြတ်သွားတာမျိုး tsunami ဆဲကျိုးလို့ရေကြီးတာလေလည်းဖြစ်နိုင်ခြေရှိပါတယ်အခုလက်ရှိထိခိုက်တဲ့နေရာတွေမှာတော့အခု UNOCHO ရဲ့အစီရင်ခံစားတဲ့နေရာဆိုရင်တော့လက်စစ်ရေအစားအစာ ပြတ်လတ်တာ ကျမရေးဆောင်ချောက်မှုအခက်အခဲတွေကြုံနေရတယ်လို့သိရပါတယ်။လမန်းဆက်သွေးကြီးကတော့ဘယ်လိုလဲ။အဲ့ဒါကလည်းအထူးကပြဿနာပဲ။လမ်းတွေတံတားတွေပျက်စီးတော့အကူအညီပေးရအဖွဲ့တွေသွာလာဟုတ်အင်ပတန်ခက်ခဲစေတာပေါ့။စီဝါရေးဘက်ကိုချင်ရတော့ဘလို့အကျိုးဆက်တွေဖြစ်လာနေလဲ။အကူအညီပေးရမှာတော့အတားအဆီးတွေရှိနေလား။ CNI တရင်ကကိုးကားတဲ့စီဝါရေးပညာရှင်တွေအစိုးရဆိုရင်တော့အလို့လက်မှတ်နှုန်းတွေမြင့်တက်လာနိုင်တယ်။ အထူးသဖြင့်မန်လေးလိုမျိုးမှာပျက်စီးမှုရှိတဲ့တော့ပြန်လည်ထူထောင်ရေးကြနိုင်တယ်စီးပွားရေးကိုထိခိုက်နိုင်တယ်ပေါ့อืมအကူညီပေးရင်မှာတော့အကူညီပေးရင်မှာကြတော့နစစ်ခါဘက်ကကြီးညာထားတာရှိတယ်အကူညီပေးမဲ့အဖွဲ့တွေအနေနဲ့ချိုးတင်ခွင့်ပြုချက်တောင်းဖို့တက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်ဆိုပြီးတော့ပေါ့အတူတရာပူချုံမှုကြီးဆိုဝင်ပြောဖာတာနော်ဟုတ်ပါတယ်ဆိုတော့အရေးပေါ့အကူညီတွေအချိန်မီရဖို့ကဒါကစင်ခေါ်မှုတစ်ခုဖြစ်နေတာပေါ့ဒီကိုရှုပ်ထွေးပြီးစင်ခေါ်မှုများတဲ့အချိန်နေမှာ ဂျိုဒင်ဘီစင်ဘူကအရေးကြီးဆုံးပဲပေါ့ဘယ်လိုအချက်တွေကိုဒီကလောက်ထားတင်လဲဗျာအဓိကကတော့အဆောက်အုံတွေပါပဲငလီနန်ခန္နန်ရဲ့ရှိတဲ့ဒီဇိုင်းနဲ့စံချိန်စံညွတ်နေနဲ့စောက်ဖို့လိုအပ်ပါတယ်ဟုတ်ကဲ့နောက်ပြီးဖြူသူတွေကိုအတိပညာပေးတော့ငလင်လုံရင်ဘယ်လိုလုပ်ရမလဲဆိုရဲ what ကကိုင်ပေါ့ what ကကိုင်အဲ့ဒါကဘယ်လိုမျိုးလဲအဲ့ဒါကလုပ်ပြီးဆို what cha လုံကြုံတဲ့စားပွဲလိုအဝန်ဝိကာပြီးတော့ခိုက်တဲ့ရာတစ်ခုခုကိုဂိုက်ထားဖို့ပါပဲဒါတွေကိုလေ့ကျင့်ထားဖို့လိုတယ်อืมတယောက်ကလေ့ကျင့်တာမျိုးတွေပေါ့ဟုတ်ပါတယ် အရေးပေါ်ထောက်ပံ့ရေးအဖွဲ့တွေဖွဲ့ထားတာအာမခံထားတာမျိုးတွေကလည်းကြိုတင်ပြင်ဆင်မှုတွေပါပဲမြန်မာနိုင်ငံမှာတော့မြလင်ကော်မတီတို့အစိုးရဌာနတွေကိုလာအေဂျင်စီတွေချက်ချီနီတို့အဖွဲ့တွေကဒီကိစ္စတွေလှုံ့ဆော်နေတယ်လို့သိရပါတယ်ဟုတ်ကဲ့အဖွဲ့အစည်းအများကြီးပါဝင်ဆောင်ရွက်နေပါတယ်ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တာတွေကိုပြန်ချုပ်ရရင်တော့မြန်မာနိုင်ငံရဲ့မကြာသေးခင်မြလင်ပြည်အထူးသဖြင့်အဲစစ်ပေးရှောင်းတွေအခက်အခဲတွေอืม ီးတော့မြန်လင်ရက်တဘာဝတမိုင်းကြောင်းအနာဂတ်အန်ဒီရီနှုတ်ဆက်သွက်စင်ခေါ်မှုတွေအကူအညီပေးမိုက်စင်ရင်တွေကိုလေ့လာခဲ့ကြတာပေါ့နော်ဟုတ်ပါတယ်ဆိုတော့အဆုံးသက်အနေနဲ့စဉ်းစားစရာလေးတစ်ခုထားထည့်ချင်တာကလေဒီလိုလက်နက်ကင်ပတ်တစ်ခတ်တော့တဘာဝပေးရထက်နေတဲ့အကူအညီပေးရမှာစင်ခေါ်မှုတွေရှိနေတယ်မြန်မာနိုင်ငံလိုနေရာမှာပေါ့နော်อืม တကယ်ထီရောက်ပြီးအားလုံးကိုလွမ်းခြုံနိုင်မဲ့ဘေးအန္တရာယ်ကြိုတင်ကာကွယ် system တခုကိုဘလူးများ တိစောက်နိုင်မလဲဆိုတာပါပဲဟုတ်ကဲ့ဒါကတကယ်ကိုအလေးနဲ့စဉ်းစားရမယ့်အချက်ပါပဲခင်ဗျာ